ကြောင်းအရာတွေကိုပြန်ပြီးတော့ပြောပြတာဇာတကပဲရသော်ဘုရားကသူ့ဘဝသူနဲ့တွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေသူများရဲ့ဘဝတွေအကုန်လုံးပြန်ပြီးတော့ပြောပြတာဇာတကလို့ခေါ်တယ်အဲဒါလို့ပုဂ္ဂိုလ်နိဗ္ဗာန်သတိဉာဏ်ရဲ့စွန့်ဤတတိနဲ့ဟောဒီအရုဏဝတိတုတ်တံကိုလည်းပဲမြတ်စွာဘုရားကဟောပြောထားတာဒီအရုဏဝတိတုတ်တံဟာ ဗရက်ကဘာကနေနောက်ဆုတ်ပြန်ပြီးတော့တွေ့မယ်ဆိုလို့ရှိရင်60နဲ့တကဘာမြောက်ပါဝိပတိတိခိဝိတကူဆိုတဲ့ဖရာသုံးစုပွက်တယ်အဲ့ဒီထဲမှာတိခိဆိုတဲ့မြတ်စွာဘုရားလက်ထက်ကအကြောင်းအရာတစ်ခုပြန်ပြီးတော့ဟောထားတယ်အဲ့ဒီမြတ်စွာဘုရားလက်ထက်မှာတဲ့ တန်ဒီရဲ့အမည်နာမကအရုဏဝတိတဲ့အရုဏဝတိဆိုတာဘယင်ဆိုးဆန်တဲ့မြို့တော်ရဲ့နာမည်ပေါ့အရုဏဝတိအဲ့ဒီအရုဏဝတိမြို့တော်ကိုဆိုးဆန်အုပ်ချုပ်နေတဲ့ဘယင်ကြီးကအရုဏဝါဘယင်ကြီးတဲ့အဲ့ဒီအရုဏဝါဘယင်ကြီးရဲ့အရုဏဝတိမြို့အနီးပါး ောတဲ့အကြောင်းတစ်ကြောင်းမှာတိခိယဆောဘုရားတပိပိဟိတတိခြံရံပြီးတော့အဲ့တုန်းကသတင်းတောက်ခဲ့ဘူးလေပေါ့အဲ့ဒီတိခိယဆောဘုရားမှာလက်ဝဲရံလက်ရရံခုဂေါတမမြတ်စွာဘုရားမှာလက်ဝဲရံလက်ရရံလက်ရရံကရှင်သာရိပုတ္တရာလက်ဝဲရံကရှင်မောကလန်လို့ဆိုတဲ့ အဲ့ဒါန်ထူးချွန်တဲ့တပည့်ကြီးနှစ်ပါးရှိတယ်လို့ပဲသိခင်မြတ်စွာဘုရားမှလည်းပဲအဲ့ဒါန်ထူးချွန်တဲ့တပည့်ကြီးတွေရှိတယ်မဟာအဲ့ဒါမဟာသာဝကလို့ခေါ်တာပေါ့အထွတ်ထိပ်မဟာသာဝကတွေမှာတော့အထွတ်ထိပ်ပဲအဲ့တော့အဲ့ဒါမဟာသာဝကဆိုတဲ့ပုဂ္ဂိုလ်တွေက ်စွာဘုရားရဲ့အကြီးအကျယ်မိလူနီနီပေါ့မြတ်စွာဘုရားရဲ့အကြီးအကျယ်ကိုမိလူနီနီအကြီးအကျယ်ပြည့်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့အကြီးအကျယ်ကတော့လုံးဝပြည့်စုံတာပါလေပညာဘက်ကလည်းလုံးဝပြည့်စုံတယ်တကောအဋ္ဌဘက်ကလည်းလုံးဝပြည့်စုံအဲ့ဒီတပည့်ချင်းနှစ်ပါးကြတော့ တပါးကပညာပဲတာပြည့်စုံတယ်တကိုးဘက်မှာမပြည့်စုံဘူးကျန်တပါးကတကိုးဘက်မှာသာပြည့်စုံတယ်ပညာဘက်မှာမပြည့်စုံဆိုလိုတာကဝိပဿနာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကပညာအရာမှာထူးချွန်တယ်ပပထအချင်းစင်မှာထက်မြက်တဲ့ပုဂ္ဂိုလ်ကတကိုးအရာမှာထူးချွန်တယ်ဒီနှစ်ခုကရှင်တွဲသွားတာပပထတမာတိနဲ့ပညာဆိုတာရှင်းနေတာเนาะ အဲ့တော့မြတ်စွာဘုရားကဘက်ဆုံးဝိပဿနာလဲထက်မြက်တယ်တမာတိတမထလဲထက်မြက်တာဖြစ်တော့ကြောင်းမြတ်စွာဘုရားအနေနဲ့ကပညာလဲရှင်လို့မရအောင်ထက်မြက်တယ်တမာတိစွမ်းအားလဲရှင်လို့မရအောင်ထက်မြက်တယ်သို့သောအဲ့ဒီမြတ်စွာဘုရားရဲ့အရေးချင်းကိုမိလူနီနီပညာအရာမှာမိလူနီနီပုဂ္ဂိုလ်ကရှင်သာရိပုတ္တရာပဲ သို့သောတကူကြတော့ဖရာရဲ့ねတော်တော်လေးလှမ်းဝေးတယ်လို့ပြောတခါရှင်မမောကလန်ကတမာရီချင်းစင်အောင်မြင်ထားသည့်အတွက်ကြောင့်တမာရီရာမှာသူကထွတ်ထိပ်ပညာကြတော့ရှင်သာရိပုတ္တရာအဆင့်ကိုမမိလာပြန်ဆိုလိုတာကမြတ်စွာဘုရားကပညာရောတမာရီရောစွန့်ရင်တတိအပြည့်အဝရတယ်ရှင်သာရိပုတ္တရာကြတော့ပညာသာရတယ်တမာရီတလောက်မထက်မြက်ဘူး ရှင်မောက္ကလကတမာတိထက်မြက်တဲ့ပညာကြတော့ဒီလောက်မထက်မြက်ဘူးဆိုသူတို့နှစ်ပါးပေါင်းမှတက်စွာဘုရားမှာရှိတဲ့အရေးအချင်းမျိုးရဲ့အောက်နေကြပြီးတော့သူတို့နှစ်ပါးပေါင်းမှမြတ်စွာဘုရားလောက်ဤဤအည်တွေးကိုရကြတာဖះကိုတော့ရှင်းလို့မရဘူးပေါ့နော် ွာဘုရားရဲ့ဝိပဿနာမြတ်စွာဘုရားရဲ့တပ္ပထအဲ့ဒီချက်စင်နှစ်ခုဟာအထွတ်ထိပ်ကိုရောက်ထွတ်ထိပ်ရောက်နေသည့်အတွက်ကြောင့်မြတ်စွာဘုရားကပြန်ပြီးတော့အတိတ်ဘဝဇာတ်ကြောင်းတွေကိုခေါ်တယ်အဲ့ဒီတိုင်းပဲတိခိဆိုတဲ့မြတ်စွာဘုရားရဲ့လက်ထက်မှာလည်းပဲဝိပဿနာစွာအားချက်မြတ်လို့ပညာကြီးတဲ့